ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ရန်ကုန်မြို့မှာရှိတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တိုင်းခရိုင်အလုံးမှုဆောင်အဖွဲ့ဝင်တွေဒီကနေ့တွေ့ဆုံခဲ့ကြပါတယ်ကျွန်တော်ဓာရီလုံးမှာဓာရီပေါင်းနေဖို့ကျွန်တော်စီမံချက်တွေရေးဆွဲထားပါတယ်ဓာရီလုံးပါအဲ့ဒါကြောင့်ကျွန်တော်ပြန်တော့ပါတီကိုစီးရန်ကုန်တိုင်းဒေသကြီးရွှေကုန်းတိုင်းမှာရှိတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်မှာဒီကနေ့ဇူလိုင်27ရက် ပြည်လို့တဲ့တွေးဆုံပွဲအပြီးမျိုးစိမကိုဖြေကြားခဲ့တာဖြစ်ပါတယ်။ဝန်ကြီးချုပ်အနေနဲ့ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ရှေ့ဆက်လုပ်ငန်းစဉ်တွေဖြစ်တဲ့မြို့သစ်စီမံကိန်းကိစ္စတွေမြို့ပြတည်ယူပို့ဆောင်ရေးစနစ်ကိစ္စတွေလူနေမှုမြင့်တင်ရေးကိစ္စတွေကိုပါတီဝင်တွေကိုတင်ပြဆွေးနွေးခဲ့တယ်လို့ဦးတန်းထိုင်အောင်ကပြောပါတယ်။အဓိကတော့မြို့သစ်စီမံကိန်းတွေပါတယ်။နံပါတ်ဆက်သွယ်ရေးလူနေမှုဘဝမြင့်တင်မှုဆောင်ရွက်ချက်ဒါတွေ ဒီကိစ္စရဲ့ခြားကိစ္စတွေရှိတာအားရရနေပါတယ်။ဒီနေ့ကုပွားတွေမြင့်တင်မယ်။မြို့ပြစီမံကိန်းတွေပေါ်ပါမယ်။နောက်ပြီးတော့ရန်ကုန်မြို့မှာရှိနေတဲ့ကျူကျော်ကိစ္စတွေရှေကွန်တိုင်း NND ရုံချုပ်မှာပြုလုပ်တဲ့အဲ့ဒီသွေးဆုံပွဲကိုရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတိုင်းအစိုးရအဖွဲ့ဝင်တွေပြကြရဲလူမျိုးရေးဝန်ကြီးဦးနိုင်ငံလေးကရင်တိုင်းဒေသကြီးရဝန်ကြီးနော်ပန်းတင်စာမျိုး NND ပါတီဝင်လွတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလုံးမှုဆောင်အဖွဲ့ဝင်တွေတက်ရောက်ခဲ့ပါတယ်ကျွန်တော်စိုးသူအောင်ပါ